နောက်တစ်ခုပေါ့နော်ဒီမော်တာမှာ AC ဘိုင်းကတော့အဲ့လောက်ဆိုလုံလောက်ပြီတဲ့တော့ DC ဘိုင်းကိုတစ်ချက်ပြန်သွားရအောင် DC မော်တာတွေ DC မော်တာတွေမှာတော့ထူ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 တော့ဘာမှတော့ပြောင်းမှာမဟုတ်ဘူးเนาะအဲဒီ cycle ya step motor တွေเนาะ cycle step motor custom motor တွေဒါတွေကကျတော့ဟိုတချို့ပန်ကာတွေမှာလည်းဒါ DC ကြီးပြောရရင် battery เนาะ battery အပေါင်းနှုတ်အပေါင်းနှုတ်နဲ့တွားတဲ့ကောင်းတယ် AC မှာမတူဘူးလေเนาะ AC ကိုတစ်ချက်ဟောကျွန်တော်မိတ်သွားလို့เนาะအရင်ကမပြောပြလိုက်ရအောင်အဲ့တော့ AC မှာသူက ကျွန်တော်ကစကေဆိုတာပါလေတဲ့50 frequency လားဒါမှမဟုတ်ရင်60 frequency လားအဲ့တော့စကေကိုတစ်ချက်တည်းကြည့်မယ်ဆို EC ရတာမျိုးလေးတွားတယ် borderline ဒါမှမဟုတ်တွားတာပေါ့နော်အဲ့တော့ကျွန်တော်ကဒီကောင်နဲ့ဒီကောင်နဲ့ကြာမှာဒီအဟာကဒီဘက်ကိုရောက်လာရင်ဒါမျိုးဖြစ်သွားမှာဒါမျိုးဆိုရင်ဒီမှာစကေတစ်ခုရပြီဟုတ်တယ်မလားအဲ့ဒါကို1စကေပေါ့နော်အဲ့တော့ကျွန်တော်က DC မှာကြာတော့ DC ပေါ့နော်ဒီကောင် AC အဲ DC မှာကြာတော့ဒီကောင်ကတလူတွားတာသူ့အနေနဲ့တူလိုင်းနဲ့တူတွားတာနော်ဒါမျိုးရင်မတွားဘူး တော့တည်ငြိမ်လျက်စစ်ပေါ့နော်တည်ငြိမ်တယ် DC ရဲ့အဲဒီ DC ဒီမှာတခုပြောချင်တာက DC ရေမြူးမော်တာတွေပဲဖြစ်ဖြစ် DC မော်တာတွေပဲဖြစ်သူကဘာနဲ့ဆိုင်နေလဲဆိုတော့ကျွန်တော်တို့ဘက်ထရီပေါ့နော်ပြောရရင်တော့ဘက်ထရီပေါ့ဒီထာ12ဘူဘက်ထရီနဲ့ပဲပြောလိုက်တယ်မှာ12ဘူရှိမှာ24ဘူရှိမှာ51ဒါအစနဲ့အမျိုးအစားမျိုးမျိုးမျိုးပါနော်တူဟာနဲ့တူပဲနော်အဲ့တော့ဒီ12ဘူအများဆုံးတုံးတယ်ဆိုတော့12ဘူနဲ့ပဲဥပမာကြည့် ဲ့မှာအပေါင်းဘက်နဲ့အနုဘက်ရှိမှာဘက်ထရီမှာရေမြုပ်မော်တာထားเนาะ DC ရေမြုပ်မော်တာ DC ရေမြုပ်မော်တာเนาะ DC ရေမြုပ်မော်တာကိုရေထွင်းထဲချအဲ့တော့အဲ့ဒါကဒီမှာဘာပြန်တွေ့ရလဲဆိုဘိုရီတော့ကိုဘိုရီဘိုရီတော့ကိုပြန်တွေ့ရမယ်ဘိုဟာရှုံဆုံရှုံနေပြတ်တနာဒီစီမှာဒီကောင်ကဘိုဟာဆုံဆုံနေပြတ်တနာဒါတက်တယ် ဲ့တော့ဘာဖြစ်လဲဆိုဘူအားဆုံးရှုံးသွားတဲ့ဒီမှာ12ဘူးရှိနေမယ်ဒီဘက်ရောက်တဲ့အခါကျတော့6ဘူးလို့5ဘူးလို့ဒါမျိုးတွေဖြစ်ကုန်တာ10ဘူးလို့12ဘူးလို့အဲ့အဲ့ဒီမှာဘူအားတားဆုံးရှုံးသွားရင်မော်တာမလဲတာဖြစ်ပြောရင်ကျိုးရှည်လေဘူအားဆုံးရှုံးလေဘက်ထရီကနေလာတဲ့ကျိုးကရှည်လေဘူအားဆုံးရှုံးလေအဲ့တော့ဒီစီမှာရှည်သွားပြီဥပမာအရင်ကပေ90အထိပဲဒီမော်တာကလက်ခံတယ်ပေ90ဥမာဥမာဝါယာဂိတ်ကလည်းရှည်ဥမာနော်ဝါယာကျိုးအရွယ်အစားဆိုတာလည်းရှည်သေးတယ်ဟုတ် အဲအဲ့တော့ထားကျွန်တော်ဒီမှာเนาะဒီဘောပင်လုံလောက်ရှိတဲ့အမြင်လေးပဲထားတမြင်မဲတော့မယ်ဒီဘောပင်လုံလောက်ရှိတဲ့အမြင်လေးနဲ့တမြင်လေးပဲတွားတယ်နောက်တစ်ဖက်ကတမြင်စီပေါ့နော်သူကလုံမိုးမတွက်ဘူးเนาะပင်90ဆုံးမဲ့တွားပြန်တွက်လိုက်ရင်သူကပီတရာရှိတယ်ဒါမျိုးတွက်တာဒါမျိုးလေးပဲမတွက်ဘူးအဲ့ဒီမှာတမြင်မဲတွားတယ်သူကပင်အဲ့လိုတမြင်လေးဆိုရင်သူကသူ့ရဲ့မူရင်းကပင်90အထိလက်ခံတယ်ပင်90ကျော်ရင်သူဘိုလီတော်ဖြစ်မယ် အဲဒါမျိုးပေါ့အဲ့ချိန်မှာကျွန်တော်တို့ကပီတရာဖြစ်သွားတယ်ဒီကောင်နဲ့ပဲဆွဲလိုက်တော့တယ်အဲ့ဆိုရင်ဒီမှာဘာဖြစ်မလဲဆိုတော့နောက်ဆုံးမှာ၅ဖို့ဒါမှမဟုတ်6ဖို့ပဲဖြစ်နေပြီမော်တာကဥပမာ9000 rpm ဆိုရင်နော်တစ်မိနစ်မှာ9000 rpm လေတဲ့ကောင်က rpm 2000ဒါမှမဟုတ်1500ဒါမှမဟုတ်2500တဝက်တောင်မလဲတော့တဲ့အနေအထားကြီးဖြစ်ကုန်တယ်ဘိုးတို့အားတားကြဝင်မော်တာကြီးလည်းနာတယ်ဘက်ထရီလည်းနာတယ်ကျွန်တော်တို့ကအဲ့ခါကျရင်ဒီပြဿနာကိုဖြေရှင်းဖို့အတွက်နောက်တစ်ခုကကျတော့ဒီကျိုးကိုကြီးပေးရပါတော့ကျိုးရွယ်စားကိုကြီးပေးတယ်ဥပမာခုနကတပင်အခုတုံးပင်ပူလိုက်တယ်ဒါမှမဟုတ်နှစ်ပင်တွားလိုက်တယ်ဒါမျိုးတွေပေါ့ လူကျိုးရွယ်စားကိုကြီးပြလိုက်တယ်အဲ့တော့ကုန်ကြစိတ်ကဘာမှမထူးအဲကျိုးဘောကလည်းနဲတာမဟုတ်ဘူးเนาะအခုလိုလိုမို့ EPC မီကျိုးအညံ့သားလေးတောင်မှတပေကို3500ဆိုတော့ပေးတရားကို3လိန်ခွဲမစိုးဘူးเนาะအဲ့တော့သူကဘိုဒီတော့ဖြစ်တာเนาะဘက်ထရီနဲ့ DC မော်တာတွေမှာเนาะကျိုးကရှည်လေးဘိုးအား ကြလေပဲဒီဘက်မှာစက်တုံးဖို့ပြေးလိုက်တယ်ထားဒီဘက်ရောက်မှဘာမှမကြံတော့ဘူးဆယ်ဖို့ဒီဒါမှမဟုတ်ငါးဖို့ဒီတုံးဖို့ဒီအဲ့လိုမတားနေတော့ငါးဖို့အောက်ဆိုရင်လစ်ပြီနော်မော်တာတော့လဲတော့မှာမဟုတ်ဒါမှမဟုတ်မော်တာလဲပြီမှအောက်ကရေမြုပ်မော်တာကရေကိုမတွန်းတင်နိုင်တော့လားဒီပြဿနာတက်တက်တယ်ပြီးရင်သူကအနက်ကလည်းရှိသေးတာဟိုရေဒီမှာလေဒီစင်မော်တာတွေမှာဒီမှာဒါရေတွင်းကြီးထားနော်ရေတွင်းကြီးရဲ့အနက်ကလည်းရှိဦးမှာဥပမာရေရဲ့အရာဒါဒါဒါဒီဒီမှာရေရှိရဒီမှာဆဲပေးထားအောင် အဲဒါမျိုးရှိရပေါ့နော်အဲ့တော့ဆေးဘေးမှာရေမရှိရေရှိတဲ့အနေထားကိုဒီမော်တာကဆေးဘေးအထိလက်ခံတယ်ဒါမှမဟုတ်ပင်90အထိလက်ခံတယ်ပီတီအာအထိလက်ခံတယ်ဒါပါပင်90အထိချလို့ရတဲ့မော်တာလို့သူစီမှာပါတယ်နော်ဒီအနက်ဒော့ဖ်ဆိုပြီးတော့ဒီဒီစီရေမျိုးမော်တာကြီးမှာရေးထားတယ်ရေးထားတဲ့အနေထားမှာဆိုရင်သူကဒီကောင်မှာကျွန်တော်တို့ကပင်90မှာရေမရှိမနဲ့ဒီပီတီအာလောက်မှာမရေရှိနေဒါဆိုရင်တော့လစ်ပြီလीနော်သူ့အနေနဲ့ဆိုတော့ကျိုးကတော်တော်ရှည်နေလားတူး မတွန်းတင်နိုင်တော့တဲ့အနေအထားကြီးဖြစ်လာတယ်ဒါမျိုးအဲ့တော့ DC မော်တာတွေပေါ့နော်တစ်ချက်ကြည့်မယ်ဆိုရင်ဒီ DC မော်တာတွေကနော်ဘက်ထရီနဲ့နှီးလေသူရဘိုးအားအပြည့်ဘက်ထရီနဲ့နှီးရင်ဘိုးအားအပြည့်ရတယ်ဘိုးအားအပြည့်ရတဲ့အတော့ကြောင့်မို့လို့နော်ဘိုးအားအပြည့်အပြည့်ရတဲ့အတွက်ကြောင့်မို့လို့သူရပါဝါကိုတော်တော်အပြည့်ရရပေါ့နော်အပြည့်မရရင်တော့မ80ရာခိုင်နှုန်း90ရာခိုင်နှုန်းလောက်ထိရရတယ်ကျွန်တော်တို့ကအဲ့ဒီမှာ ျွန်တော်တို့ကဒီဘက်ထရီနဲ့ဒီ DC မော်တာကဝေးွားမယ်ဆိုရင်ပြောရရင် ကျိုးရှည်ွားမယ်ဆိုရင်ဘိုလီတော်ဖြစ်မယ်ဘိုကဆုံးရှုံးမယ်ဘိုကဆုံးရှုံးတဲ့ပြဿနာကျွန်တော်တို့ကတချို့ကကျိုးလေးတွေကိုကြီးပြလိုက်တာဥမာအရင်တောင်ကနှစ်ပင်ပြာနော်တခွေတည်းမှာနှစ်ပင်ဒီမှာ EPC မီကျိုးရေဆိုတဘောပေါက်လာအထက်တည်းမှာနှစ်လိုင်းလာတယ်တူကိုးနေနော်အဲ့တော့နှစ်လိုင်းလာတယ်အဲ့နှစ်လိုင်းကိုပထမတော့ဒီမော်တာကိုတပင်စီတွားပြီးထားတယ်အာမော်တာလည်းနည်းနည်းရှည်တယ်မလဲတော့ဘူးဘာဖြစ်လဲ ဒီနဲ့ပင်ယုံပူးလိုက်တယ်ပူးလိုက်ပြီးတော့တလိုင်းယူလိုက်တယ်နောက်ထပ်လည်းအဲ့လိုမျိုးတပင်တလိုင်းယူလိုက်တယ်အာမော်တာပြန်လဲခဲ့ပြီကောင်းလာပြီအဲ့ဒါဒါပေမဲ့အဲ့ကောင်ကလည်းရှီလီကြလီပဲเนาะခင်ဗျားတို့ဒီကားကမှကားမှတုံးတယ်ဘက်ထရီဒီလောက်လောက်ရှိရကျိုးကြီးတယ်အဲ့လောက်လောက်ကျိုးအကြီးကြီးတွေပဲတုံးပါစေဒီလောက်လောက်ရှိတဲ့ကျိုးတွေပဲတုံးပါစေဝေးလီဘွားကြလေဝေးလီဘွားကြလေကြကိုကြတယ်เนาะသူကအဲ့တော့ဒါ DC မော်တာတွေပေါ့เนาะ DC မော်တာအကြောင်းနဲ့ဘွားဆုံရှုံတဲ့အကြောင်းပြောပြတယ် ီးတော့ DC မော်တာတွေမှာတချို့ DC မော်တာတွေဟိုရိတ်ချွေတွေထားပါတချို့ဘယ်ဆက်တွေပဲဖြစ်ဖြစ်အဲ DC မော်တာပါမယ်စီတူကဒီမှာဘာပါလဲဆိုရင်တချို့ DC မော်တာတွေမှာဒီမှာတန်လိုက်ပါတယ်ဘေးမှာနှစ်သုံးပါတာရှိတော့တန်လိုက်လေးသုံးပါတာရှိတယ်နော်အဲ့ဒီစီမှာကျွန်တော်တို့ကဒီတန်လိုက်တွေတချို့ပြုတ်ထွက်လို့ပြန်ကတ်တဲ့အချိန်မှာတချို့ဟာတွေကပြဿနာမရှိဘူးတချို့ဟာတွေကဘာပြဿနာတက်လဲဆိုဒီတန်လိုက်ကိုဖင်းနဲ့ခေါင်းနဲ့ဒီမှာဟိုရင်းတတ်ထားတာကတူကဒီဘက်မှာပြတာနော်ဒီဘက်မှာဒီလိုတတ်ထားတယ်ဒါဒီမှာထားတယ်ဒီဘက်မှာအမှတ်ကလေးရှိရတာ မတကယ်မရှိမပါပါဘူးเนาะဒီဘက်မှာအမှတ်ကလေးရှိရထားဒီမှာတန်လိုက်တော့အမှတ်ပေးထားဒီဘက်မှာအမှတ်ပေးထားအဲ့တော့ကျွန်တော်တို့ပြန်ပြုတ်လို့တန်လိုက်တော့ပြန်ကိုယ့်အနေကိုကိုယ်နဲ့ပြန်ကလေးကြဒီအမှတ်ကြီးကဒီပဲကြီးရောက်ပေါ်ရဆိုဒီမော်တာအဲ့လိုဟိုတိတ်မလဲခြင်းတော့အရောမယုံနိုင်တော့တာတော့เนาะမော်တာပူလာတယ်နောက် ပြီးကျရင်ဒီမော်တာကကြောင်းပြန်နေเนาะနင်းထိုင်ကြောင်းပြန်နေလေကုန်တာဘယ်လေကညာလေတွေဖြစ်ကုန်တာဒါမျိုးတွေ အဲ့တော့ဒီလိုမော်တာမျိုးစားမှဆိုဒီတန်လိုက်တုံးတွေကိုလည်းဘီယူဆက်ရမယ်နောက်တစ်ခုကကျတော့တချို့ DC မော်တာမှာသူကဘာပါတယ်လဲဆိုရင်သူကကာဗွန်နဲ့အမချာနဲ့ပြီးတော့ဘေးကလည်းတန်လိုက်တုံးမဟုတ်ဘူးเนาะသူကလည်း free coin နဲ့ပဲတွားထားတာနားဒါကတော့ custom custom မော်တာတွေမှာအဲတွေ့ရများတယ်မဟုတ်เนาะတခြားမော်တာတွေမှာလည်းရှိပါတယ်တွေ့ရပါတယ်เนาะတချို့ပန်ကာတွေမှာဆိုရင်လည်းဓာတ်မွေးလာထားတယ်เนาะ